င်္ဂလာပါရှင်။တတိယနေ့မီဒီယာကိုရဲ့ Now Media Career Podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်စပ်တဲ့သတင်းတွေ၊စောင်းပါးတွေနဲ့ဆိုတဲ့မြင့်မြတ်ချက်တွေကိုစူးစီးတက်ဆက်ပေးနေတာဖြစ်ပါတယ်။ NMG ရဲ့ Podcast ထုတ်လွှင့်ချက်တွေကိုတိုင်းရိုက်နားဆင်နိုင်သလို download လုပ်ထားပြီးအစီအပြေတဲ့အချိန်မှနားထောင်လည်းရပါတယ်။ကျမစမိုင်းပါ။ ဒီနေ့သတင်းတွေထဲမှာတော့ငွေလိမ်လုပ်ငန်းတွေကအိန္ဒိယနိုင်ငံသား283ယောက်ကိုဒီလီအစိုးရပြန်ခေါ်သွားပြီဖြစ်ပါတယ်။ငွေလိမ်လုပ်ငန်းတွေကယူကန်ဒါနိုင်ငံသား6ယောက်နေရက်ကိုပြန်ရောက်သွားပါပြီ။ငွေလိမ်လုပ်ငန်းတွေနေနေဆက်လက်လုပ်နေကြောင်း BGF ပြောဆိုလိုက်ပါတယ်။ရှမ်းမြောက်ဒေသမှာအွန်လိုင်းငွေလိမ်လုပ်ငန်းတွေဆက်လက်ကြီးထွားနေတယ်ဆိုတဲ့သတင်းနဲ့အတူတခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးဖို့ရှိနေပါတယ်။ဒီနေ့အစီအစဉ်ကိုကျွန်မနဲ့ဒူကိုပီတာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ယင်ပြည်မြောက်ဒီမြို့နယ်ကတရုတ်လောင်းကစားရုံနဲ့ငွေတွေလုပ်ငန်းတွေမှာအလုံးလုံးနေတဲ့အိန္ဒိယနိုင်ငံသား900ကျော်ထဲက183ယောက်ကိုကယင်နယ်ခြားဆောက်တပ် BGF အဖွဲ့ကထိုင်းအာဏာပိုင်တွေကတစိအိန္ဒိယအာဏာပိုင်တွေကိုမလဆေးနေနေတဲ့မှာမြောက်ဒီမဲဆောက်အမတ်နဲ့တရားမှာအထမအတုပ်လဲပြောင်းပေးလိုက်ပါတယ်။သူတို့ကိုအိန္ဒိယအာဏာပိုင်တွေကစစ်လေရေးအိန္ဒိယ Air Force နဲ့မဲဆောက်တွေစိတ်မှာလဲပြောင်းခေါ်ယူသွားတယ်လို့မြောက်ဒီ BGF ကုတ်ကဲရေယုံတရေအေးမြစ်ကပြောပါတယ်။ မလာ၁၇ရက်နေ့မှာလည်းကြံနေတဲ့လူနေရာကျော်ကိုဆက်ပို့မယ်လို့ဆိုပါတယ်။အဲ့ဒီအပြင်အင်ဒိုနီးရှားနီပေါ်မလေးရှားပါကစ္စတန်နိုင်ငံသားတွေကိုလာခေါ်တဲ့နိုင်ငံအလိုက်ဆက်လွှဲသွားမယ်လို့ BGF ကိုကဲရုံတရေရင်းမြစ်ကပြောပါတယ်။လက်တလောမှာ BGF နေချာဆောက်တပ်ဖွဲ့ကဖက်စီထိတ်သိမ်းထားတာ29နိုင်ငံကလူပေါင်း9000ဝန်းကျင်ကြံနေသေးတယ်လို့ဆိုပါတယ်။သူတို့ကိုမြောက်ဒီမျိုးအားကစားရုံ BGF မြောက်ဒီကုကေရုံရွှေကုတ်ကိုရထိုက်ကုမ္ပဏီရုံးနေရာတွေမှာထိမ့်သိမ်းထားပါတယ်။ နောက်တဲ့တင်စပုတ်ကတော့လူကုတ်ကူးခံရပြီးမြန်မာနိုင်ငံကအွန်လိုင်းဝင်လေလုပ်ငန်းတွေမှာဖန်ဆီးခတ်ခဲ့ရတဲ့ UK နိုင်ငံသား6ယောက် match လ9ရက်နေ့ကနေရက်ပြန်ရောက်လာကြောင်း Uganda Monitor သတင်းဌာနကဖော်ပြပါတယ်။အဲဒီ UK နိုင်ငံသား6ယောက်ဟာဝင်လေလုပ်ငန်းတွေမှာတနစ်ကျော်73လထိတ်သိမ်းခံခဲ့ရတာလို့ဆိုပါတယ်။ ပြန်လည်လူမြောက်လာသူတွေနေရပြန်ဖို့ထိုင်းနိုင်ငံဆိုင်ရာ Uganda တန်ယုံနဲ့ Hope Cry International နဲ့ HCI တို့ပူးပေါင်းကူညီပေးခဲ့တာလို့လည်းသတင်းမှဖော်ပြပါတယ်။အဲဒီ Uganda နိုင်ငံသားတွေလူကောက်ကူးခံရတဲ့နေရာအတိအကျကိုတော့ပြောဆိုထားတာမျိုးမရှိပါဘူး။ ငွေလေလုပ်ငန်းတွေမှာအလုပ်လုပ်ဖို့သွေးဆောက်ဖျားရောက်တဲ့အေဂျင့်တွေယူကန်ဒါမှာရှိနေပြီးလူကုတ်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေတိုးမြင့်လှုပ်ဆောင်ဖို့ယူကန်ဒါအစိုးရကိုတိုက်ကြားထားကြောင်းထိုင်းနိုင်ငံဆိုင်ရာ ယူကန်ဒါသံအမတ်ကြီးကပြောပါတယ်မြန်မာနိုင်ငံကငွေလေလုပ်ငန်းတွေကနေကဲ့တင်ထားတဲ့နောက်ထပ်ယူကန်နိုင်ငံသား40ဝန်းကျင်ကိုနေရပြန်ပို့ဖို့ဆက်လက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ် ယူကန်နာနိုင်ငံသားတွေကို ထိုင်းကမ်ဘောဒီးယားနဲ့တရုတ်နိုင်ငံတွေမှာလဆာကားတဲ့အလုပ်ရမယ်လို့စီယိုပြီးမြန်မာနိုင်ငံမှာယူကုတ်ကူးခန့်ခဲ့ရတာလို့ဆိုပါတယ်။ရှမ်းပြည်နယ်တောက်ပိုင်းတာချီလိမ့်မြို့ကငွေလေလုပ်ငန်းတွေမှာယူကုတ်ကူးခန့်ခဲ့ရတဲ့ယူကန်နာနိုင်ငံသား23ယောက်လည်း2024ခုနှစ်မေလ23ရက်နေ့ကနေရက်ပြန်ရောက်ခဲ့ပါတယ်။ကရင်ပြည်မြောက်ဒီမြို့နယ်မှာရှိနေတဲ့အွန်လိုင်းငွေလေလုပ်ငန်းတွေကနေထိမ့်သိမ်းထားတဲ့တရုတ်နိုင်ငံသား1400ကျော်ကို မလသွေးမှာကီရင်နေချစားတဲ့ BGF ကထိုင်းနိုင်ငံကနေတစီတရုတ်နိုင်ငံကိုပြန်ပို့ခဲ့ကြောင်း BGF တပ်ဖွဲ့ကပြောပါရယ်မလ6ရက်နေ့ကနေ9ရက်နေ့အသွေးမှာတရုတ်နိုင်ငံသားအလုပ်သမား1430ယောက်ကိုလေကြောင်းနဲ့၃ကြိမ်ခွဲပြီးပြန်ပို့ခဲ့တယ်လို့မြောက်သည် BGF ကိုကရေယုံတရေရင်းမြစ်ကပြောပါရယ် BGF တပ်ဖွဲ့ကထိတ်သိမ်းထားတဲ့နိုင်ငံခြားတ5000ဝန်းကျင်လောက်ဂျန်နေသေးတာကြောင့်တပ်ရင်းတွေစစ်ကောက်စီဌာနဆိုင်ရာအကြီးအကဲတွေထိုင်းအာဏာပိုင်တရုတ်နိုင်ငံတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး ပြန်လည်လွှဲပြောင်းဖို့ဆက်လက်ဆောင်ရွက်နေတယ်လို့ BGF တပ်ဖွဲ့ဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကပြောပါရယ် BGF တပ်ဖွဲ့ကရှာဖွေဖမ်းဆီးခဲ့တဲ့ငွေလိမ်လုပ်ငန်းတွေကနိုင်ငံခြားသား8000ရှိပါတယ်အဲ့ဒီထက်မှာနိုင်ငံပေါင်း29နိုင်ငံကနိုင်ငံသားတွေပါဝင်ပြီးအများစုကတရုတ်နိုင်ငံသားတွေဖြစ်ပါတယ်တရုတ်နိုင်ငံသားတွေကိုထိုင်းနိုင်ငံကတဆင်ပြန်ပို့ရမှာဖေဖော်ဝါရီလက621ရောက်နေမလအတွင်း1430ရောက်ရှိခဲ့တာကြောင့်ပြန်လွှဲပေးထားတဲ့တရုတ်နိုင်ငံသား2000ကျော်ရှိနေပြီဖြစ်ပါတယ်ငွေလိမ်လုပ်ငန်းတွေနေရင်ကို အခြားနိုင်ငံတွေအဖွဲ့အစည်းတွေကကူညီတာမရှိပဲ BGF အဖွဲ့တစ်ခုတည်းကပဲဆောင်ရွက်နေရကြောင်းလဲဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကပြောပါရယ်ငွေလိမ်လုပ်ငန်းနဲ့မောက်ခိုတိုက်ဖြတ်ရေးလုပ်နေကြောင်းပြောပြီးမဲ့ BGF ထိတ်ချုပ်နေမြေတွေမှာငွေလိမ်လုပ်ငန်းတွေဆက်ရှိနေတယ်လို့ဒေသခံတွေကပြောပါရယ်ငွေလိမ်လုပ်ငန်းတွေဆက်လုပ်နေတဲ့အပြင်အလုတ်ခေါ်နေတာတွေလည်းရှိနေကြောင်းလုံခြုံရေးအရာမျိုးဖော်လို့တဲ့ငွေလိမ်လုပ်ငန်းမှာလုတ်ခိုင်နေတယ်မြန်မာအလုတ်သမားတွေကပြောပါရယ်ကရင်နယ်60တပ်ဘီဂျီအက်ကောက်ဆောက်ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် ခေါင်းဆောင်၃ယောက်ကိုလူကုန်ကူးမှုတွေမှာပါဝင်ပတ်သက်မှုနဲ့ဖမ်းဝရထုတ်ဖို့ထိုင်းအစိုးရရဲ့ထူးဆောင်စစ်ဆေးရေးဦးစီးဌာန DSI ကရှေ့နေချုပ်ရုံကို မလာ၃ရက်နေ့ကတည်သွင်းထားပါတယ်။ထိုင်းအာဏာပိုင်တွေဆွဆွဲတယ်လို့ BGF ခေါင်းဆောင်တွေလူကုန်ကူးမှုတွေမှာပါဝင်ပတ်သက်မှုရှိကြောင်း BGF အဖွဲ့ကနှေးဆူထားပါတယ်။ တရုတ်မြန်မာနယ်စပ်မြန်မာပြည်အရှေ့မြောက်ပိုင်းကပုံလိုင်းဝင်လေကိုင်းတွေကိုအပိသက်ရှင်းလင်းနိုင်ခဲ့ပြီလို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးကမတ်လ9ရက်နေ့ဘေကျင်းမြို့မှာကျင်းပခဲ့တဲ့တတိယရှင်းလင်းပွဲမှာပြောလိုက်ပြီးမဲ့တရုတ်နယ်စပ်နဲ့နီးစပ်တဲ့ရှမ်းပြည်မြောက်ပိုင်းတန်ယန်ဟိုပန်မူဆယ်မြို့တွေမှာအွန်လိုင်းဝင်လေကိုင်းတွေဆက်လက်ကြီးထွားနေတော့ပဲဒေသခံတွေကပြောပါတယ် စစ်ကောက်စီတပ်နဲ့ UWSA ဝါတပ်ဖွဲ့ပူးတွဲထိ ंछ ုပ်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းတန့်ရဲမျိုးအစုကရွာဒီမှာတရုတ်နိုင်ငံသားတွေဥဆောင်တဲ့ဂျားဖြက်လုပ်ငန်းတွေဆက်ရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်လက်တလုံးမှာအဖန်စီတည်င်းတွေကြောင့်ငွေလိပ်ကိုင်းကတရုတ်နိုင်ငံသားတွေအပြင်ကိုတိတ်မထွက်ကြပဲနေနေတယ်လို့တဲ့ရဲမျိုးခံတွေကပြောပါတယ်။ စစ်ကောင်စီထိချုပ်ထားတဲ့မူဆယ်မြို့ပေါ်မှာလည်းစစ်ကောင်စီလက်အောက်ခံပြည်သူစစ်တပ်ဖွဲ့တွေလုံခြုံရေးယူပြီးထားတဲ့ online ငွေလေလုပ်ငန်းတွေဆက်ရှိနေတော့ပဲလို့ဒေသခံတွေကပြောပါတယ်မူဆယ်မျိုးစွန်စော်ရက်ကွဲတိတ်တန်းချီကာကြီးကွင်းနဲ့မင်္ဂလာမူဆယ်ရက်ကွဲအတွင်းကအထက်မြင့်အဆောက်အုံတွေမှာအွန်လိုင်းငွေလေလုပ်ငန်း၁၀ကနေအထိဆက်ရှိနေတော့ဖြစ်တယ်လို့မူဆယ်ဒေသခံတွေကပြောပါတယ်။ တရုတ်နိုင်ငံဘက်ကမြေပေါ်အထောက်အထားနဲ့ဖန်စီဖို့ညွှန်ကြားလာရင်တော့စစ်ကောက်စီတပ်နဲ့ရဲတပ်ဖွဲ့တွေကဝင်ရောက်ဖန်စီလေးရှိပြီးကျန်တဲ့အခြေအနေမှာတော့ပုံမှန်အတိုင်းလုပ်ငန်းတွေလက်ပတ်နေတယ်လို့မူဆယ်ဒေတာခန့်တွေကပြောပါတယ်။ UWSA ဝတ်တပ်ဖွဲ့ထိချုပ်တဲ့ဖိုပန်မြို့ရဲ့လူနေရပ်ကွက်တွေမှာတရုတ်နိုင်ငံသားတွေဥဆောင်ဖွင့်ထားတဲ့ကြားဖြန့်ယုံရင်ရှိနေပြီးတည်င်းပေးရင်တော့ဝတ်တပ်ဖွဲ့တောင်းရှိသူတွေကဝင်ဖမ်းတာရှိတယ်လို့ဖိုပန်မြို့ခံတွေကပြောပါတယ် UWSA ဝါသက်ဖွဲ့လာရှူဆက်ဆံရင်ယုံတာဝကန်ဦးညီရမ်ကတော့သူတို့ထိတ်ချုပ်တဲ့ဒေတာတွေမှာကြားဖြတ်လုပ်ငန်းတွေကိုတိုက်ဖြတ်နေပြီးလူထုအနေနဲ့သိရှိရင်လည်းတည်င်းပေးလို့ရတယ်လို့ပြောပါတယ် UWSA ဝါသက်ဖွဲ့ထိချုပ်နေမြင်အတွက်ကငွေလိမ်ကိုင်းနဲ့ဆက်ဆက်တဲ့တရုတ်နိုင်ငံသားအနည်းဆုံး3000ကျော်ဖမ်းဆီးခဲ့တယ်လို့စီကောက်စီလက်အောက်ခံကိုကက်ဒေတာဦးစီအဖွဲ့နဲ့သူတို့နဲ့ဆက်ဆက်တဲ့မိသားစုဝင်တွေကိုလည်းဖမ်းဆီးပြီးတရားရုံးတင်စစ်ဆေးနေတာပါ ထိုင်းမြန်မာနယ်စပ်ကကရင်နယ်ချစောက်တပ်ဖွဲ့ထိချုပ်ဒေတာတွေကအွန်လိုင်းဝင်လေခိုင်းတဲ့ဆက်ဆက်တဲ့နေရာတွေကိုလည်းထိုင်းအစိုးရအကူအညီနဲ့ဖိအားပေးဖမ်းဆီးနေတာဖြစ်ပါတယ်စစ်ကောင်စီဘက်ကတော့2025ဇန်နဝါရီလ30ရက်နေ့ကနေမတ်လ10ရက်နေ့အထိမြန်မာနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်လာပြီးအွန်လိုင်းငွေလေလုပ်ငန်းတွေမှာလုကင်နေတဲ့နိုင်ငံခြားသား4900ကျော်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ KPI မြောက်ဒီမြို့နယ်ရွှေကုတ်ကုန်းမေထော်တလေးနဲ့ KK Park နယ်မြေတွေမှာ ွန်လိုင်းငွေလိမ်လည်မှုကျူးလွန်တဲ့တရုတ်နိုင်ငံသား304ယောက်ကို မလာရှိအနေကထားခြင်းမှာအမတ်နဲ့ချစ်ကြည်ရတဲ့အခါကနေတရုတ်နိုင်ငံကိုလဲပြောင်းပေးလိုက်တယ်လို့စစ်ကောက်စီကကြေညာပါတယ်။ဒီတရုတ်နိုင်ငံသား304ယောက်ကိုစစ်ကောက်စီရဲ့ကရင်ပြည်နယ်လုံခြုံရေးနယ်နဲ့ဆက်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းတူကျော်နဲ့တက်ဆိုင်ရာတာဝန်ရှိသူတွေကလဲပြောင်းလက်ခံရေးဆိုင်ရာအထောက်အထားဆောင်ရွက်စံတန်းတွေနဲ့အတူလဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနပြည်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွန်ကြားရေးမှူးချုပ်မစ္စတာလီယိုနိုင်နိုင်နဲ့ထိုင်းနိုင်ငံတက်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကတာဝန်ရှိသူတွေကလက်ခံခဲ့တယ်လို့ဆိုပါတယ်မြန်မာနိုင်ငံကိုဝေရောက်လာပြီးအွန်လိုင်းခွင့်လေလုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့နိုင်ငံခြားသား4800ဝန်းကျင်ကို2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့ကနေမတ်လ10ရက်နေ့အတွင်းပေါ်ထုတ်ထိမ့်သိမ်းနိုင်ခဲ့တယ်လို့စစ်ကောက်စီကထုတ်ပြန်ပါတယ်အဲ့ဒီထဲကနိုင်ငံခြားသား2000နီးပါးကိုထိုင်းနိုင်ငံကတစ်ဆင့်လွှဲပြောင်းပေးခဲ့ပြီးဂျန်နေသေးတဲ့နိုင်ငံခြားသား2029ယောက်ကို လက်ပြောက်ပေးဖို့အသင့်ဖြစ်နေပြီလို့လည်းဆိုပါရစေ။ဒါပြင်မဲ့ထော်တလေးနဲ့မြေကိုတရားဝင်ရလာပြီး online ဝင်လေလုပ်ငန်းကြံဖြန့်လုပ်ငန်းတွေမှာလောက်ကိုင်းနေတဲ့နိုင်ငံခြားသား130ယောက်ကိုထပ်မံဖော်ထုတ်ထိမ့်သိမ်းနိုင်ခဲ့တယ်လို့ထုတ်ပြန်ပါရစေ။စစ်ကောင်စီထုတ်ပြန်ချက်အရထိမ့်သိမ်းခံရတဲ့သူတွေထဲမှာတရုတ်၊အင်ဒိုနီးရှား၊မြန်မာ၊မလေးရှား၊ပါကစ္စတန်၊အိန္ဒိယ၊ယူဂန်ဒါ၊အီသီယိုးပီးယား၊နီပေါ၊ထိုင်း၊ရဝမ်ဒါ၊ကင်ညာ၊ကဇစ်စတန်နဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေပါဝင်ပါရစေ။ မြန်မာစစ်တပ်နဲ့စီးပွားရေးလုပ်ကိုင်နေတဲ့သူတွေကိုပေါ်ထုတ်နေတဲ့ Justice for Myanmar ကစစ်ကောက်စီဟာဒေတာတွင်းငွေလင်းလုပ်ငန်းတွေနဲ့လူကုန်ကူးမှုတွေကိုအဓိကအားပေးကူညီသူဖြစ်ပြီးကရင်နယ်ခြားစောက်တပ် BGF နဲ့ဆက်စပ်တဲ့ရဲစခွင့်လုပ်ငန်းကြီးတွေကိုပါလက်သက်မွေးထားတယ်လို့ February 25ရက်နေ့ကကြေညာထုတ်ပြန်ထားပါပဲ။ မြန်မာနိုင်ငံမှာလေပတ်နေတဲ့ကြားဖြတ်ငွေလေလုပ်ငန်းနေနေအချိန်မြင့်ဆောင်ရွက်ချိန်မှာတရုတ်တရားရုံးတွေဟာဆက်သွယ်ရေးနဲ့အွန်လိုင်းလိမ်လည်မှုပါ၄00လောက်ကိုမနေ့ကကြိုက်သွယ်ဆစ်ဆီခဲ့ရပြီးဒါဟာ2023ကထက်26.9ရခိုင်နှုန်းပိုများလာတယ်လို့ CNN သတင်းကဖော်ပြပါတယ်မြန်မာနိုင်ငံကကြားဖြတ်ငွေလေလုပ်ငန်းတွေဟာလူမြောက်လာတဲ့တရုတ်နိုင်ငံသားတွေကိုထိုင်းနိုင်ငံကသဆင့်တရုတ်နိုင်ငံကိုပြန်ပို့ဆောင်ပြီးတဲ့နောက်မက်ရှာရှိရမှာထုတ်ပြန်တဲ့အစီအခေစာမှာဖော်ပြတာပါ ဖီချင်းမှာတရုတ်အမျိုးသားကွန်ဂရက်အစည်းအဝေးကျင်းပချိန်မှာထုတ်ပြန်တာဖြစ်ပါတယ် 2024ခုနှစ်အတွင်းဆက်သွယ်ရေးလိမ့်လည်မှုမှာဆက်နွယ်ပတ်သက်သူ12000ရောက်ကိုစစ်ဆီးခဲ့ပြီးအဲ့ဒီထက်ကလူပေါင်း9800ကိုတရားစွဲဆိုခဲ့တယ်လို့ပြည်သူ့ရှိနေချုပ်ရောကပြောပါတယ်။တရားစွဲဆိုမှုဟာ2023ခုနှစ်ကထက်53.9ရာခိုင်နှုန်းပိုများပါတယ်။အစီရင်ခံစာမှာတရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိမ့်လေတဲ့မြန်မာနိုင်ငံအခြေဆိုင်ကိုကဲမေမိသားစုရဇဝတ်ကိုင်အဖွဲ့ဝင်39ရောက်ကိုကြည်ကြံပြီးနဲ့အစိုးရရှိနေတွေကတရားစွဲဆိုတာကိုလည်းအသာပေးဖော်ပြ

ကျမတို့တည်င်းဌာနရဲ့ဖော့ခတ်ထုံးလင်းချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။